အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion P တက်တီအားလုံးမင်္ဂလာပါဒါ Chelsea အသင်းကအခု Tottenham Hotspur ကိုနောက်ဆုံး၅ပွဲဆက်တိုက် Premier League မှာနိုင်ပွဲရရှိခဲ့တယ်အဲ့နိုင်ပွဲရဲ့အတ္တိကသွင်းကိုရှင်ကတော့သူ့ရဲ့ Brazil တိုက်စစ်မှု João Petro ပဲဖြစ်တယ် João Petro ကဒီရဒီမှာ Chelsea အသင်းကို Euro 63တန်းနဲ့ Brighton ကပြောင်းရွှေ့လာပြီးတော့ Club World Cup မှာ၃ဂိုးသွင်းပြီးခြေစွမ်းပြသလို့ ဒါတကယ်ကိုအားကိုးရသူဖြစ်တယ်။ရာသီစမှာလည်းချက်စီအတွက်ပထမ၃ပွဲမှာသူ၃ဂိုး၂ဂိုးသွင်းခဲ့တယ်။ဒါပွဲစဉ်တိခရစ်စတယ်ပလစ်ကိုဂိုးမသွင်းနိုင်ဘူးတေးချခဲ့ပေမဲ့ဒုတိယပွဲဝက်ဆန်ရဲ့ပွဲမှာသူကောင်းတိုက်သွင်းတယ်။တခါဒီအင်ကွေးဖူလန်ရဲ့ပွဲမှာလည်းထပ်သွင်းပြီးတော့ရာသီစမှာသူတော်တော်လေးဟုတ်တယ် အဲ့ကလေးကနေချက်စီအသင်းရဲ့တိုက်စီမှုဂျောက်ဘတ်ထူကစက်တိုက်ဂူးပေါက်ပျောက်ပြီးတော့မှမနီညာကမှဂူးပေါက်ပြန်တွေ့တယ်ဒီကြားထဲမှာဥရောပချန်ပီယံလီဂ်ဒီကာရဘောင်းကပ်ဒီတခြားပွဲတွေကန်တယ်ဆိုချက်စီကဒီနေ့ရာသီတိုက်စီအတွက်ဒီနေရာမှာဂျောက်ဘတ်ထူနဲ့ဆက်ဆက်တဲ့နောက်တစ်ယောက်ကလင်ဒီလက်ပေါ်လေဒီလက်ကတော်တော်ကိုဒါကန်ဆိုးတဲ့သူဘာကြောင့်ကန်ဆိုးသူကိုချက်စီကတိုက်စီမှုအတွက်ရအောင်ခေါ်ယူခဲ့တယ်ဒါတိုက်စီမှုအတွက်ရအောင်ခေါ်ယူခဲ့ပြီးတော့မှ လီအင်တလက်ကအခုလက်ရှိလက်ရှိ Chelsea အသင်းမှာဘာဖြစ်နေလဲဆိုတော့ဇာတာကလုံးဝမပါဘူးဖြစ်တယ်။သူတလျှောက်လုံးသူ Joao Pedro မတိုက်ခင် Club World Cup မတိုက်ခင်မှာသူ့ကို Ipswich Town ကနေခေါ်လိုက်တယ်။သူရောက်လာတဲ့ Club World Cup မှာ Nicolas Jackson ကိုကြော်ပြီးသူနေရာရမယ့်အချိန်မှာ Joao Pedro ကသူ့ကိုကြော်တက်ပြီးတော့အဲ့မှာသူနေရာပျောက်သွားတယ်။အဲ့နဲ့ယာတီဆာမှာသူက second choice ကစားမှာဖြစ်တယ်။ အရာနဲ့ကစားနေရင်မှရာသီအစမှာပဲဂျော့ဖတ်ထူကတောက်လျှောက်ခြေစွမ်းပြတယ်ပထမ၃ဘွယ်မှာသူနှစ်ကိုးသွင်းလိုက်တဲ့အချိန်မှာလင်းတိလက်က second choice ဖြစ်နေတဲ့အချိန်ကစတဲ့အချိန်မှာသူ injury ဖြစ်သွားတယ်အဲ့ဒီပတ်သက်လို့သူဂျော့ဖတ်ထူမှာဘာ under pressure မှမဖြစ်တော့တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူကတောက်လျှောက်ကိုးပေါက်ပျောက်တာဂျော့ဖတ်ထူကဘယ်လောက်ထိတောက်လျှောက်ကိုးပေါက်ပျောက်လဲဆိုရင် ချက်စီအသင်းရဲ့သူပွဲစဉ်နှစ်ဝက်ဆန်ကိုသူကိုးသွင်းလိုက်တယ်။အဲ့နောက်ဖူဝန်ကိုကိုးသွင်းပြီးခဲ့ကနေ Brentford ရဲ့ Man United ရဲ့ Brighton ရဲ့ Liverpool ရဲ့ Forest ရဲ့ Sunderland ရဲ့ Premier League 6ပွဲဆက်နဲ့ Champions League ပွဲတွေအပါအဝင်တူတယ်ပွဲအများကြီးပဲတူတယ်သူ6ပွဲကျော်လောက်နိုင်ကိုကိုပေါက်ပြောက်တယ်။ဇက်တိုက်ပဲကိုပေါက်ပြောက်တယ်။ဒါကာရောဘောက်ကတော့သူတို့မကစားဘူးလေချာကစားပါဒါပေမဲ့ တိုတယ်သူကိုးပွဲဆက်တိုက်ကိုးပွဲပြန်အခုလင်ဒီလက်ပြန်လာတဲ့အချိန်မှာအချိန်ခိုက်ပဲဂျော့ဘတ်တူကကိုးပြန်သွင်းတဲ့ခါမှာလင်ဒီလက်အတွက်တော့တကယ့်ဇာတာပဲသူချယ်ဆီမှာအဲ့နံပါတ်9ကဇာတာပဲဗျာနံပါတ်9ဝတ်တဲ့ထဲမှာကျွန်တော်ဒီကူကိုစတာတောင်မှကျွန်တော်နံပါတ်19ဝတ်တာဗျာကျွန်တော်နံပါတ်19ဒါပေမဲ့ချယ်ဆီမှာနံပါတ်9ဝတ်တဲ့ကစားမတော်တော်များများဟိုးတုံးတွေကဟာနန်ခရက်စကူကနေစပြီးတော့ကကစားမတော်တော်များများနံပါတ်9ဝတ်ခဲ့တာအဲ့နံပါတ်9ကအေဗာတိုမိုရတာရောလူကာကူရောကစားမတွေအားလုံး နောက်ဆုံးပြအဗန်မီယန်လည်းဒီတိုင်းပဲချက်ချက်စီအတွက်နံပါတ်9ကချိန်စာတကယ်သိနေတယ်လို့ပြောမယ်ဟိုဟိုဒီလက်ကသူ့ဆွမ်းစာကိုပြသခွင့်ကိုမရသေးဘူးကျွန်တော်နံပါတ်9ဟာချက်စီအတွက်အမြဲတမ်းချိန်စာလို့တော့ဖြစ်နေတာအဲ့နံပါတ်9ကစားမှာကက်စမန်ဆိုရင်စေးကြသွားတဲ့အထိဖြစ်တယ်နောက်ဟာနန်ခရက်စပိုရှိတယ်ဆက်တိုက်ဆက်တိုက်ဆက်တိုက်နံပါတ်9တွေတဲ့မှာကျွန်တော်တို့ Chelsea နံပါတ်9တော်တော်များများဟာသူတို့အတွက်တကယ့်ကိုတဟားစတာမဖြစ်လို့ဒီနံပါတ်က Chelsea အတွက်တကယ့်ကိုကြိမ်စာတစ်ခုပဲအမှန်တိုင်းပြောရင်တယောက်ယောက်က Icas ကိုဖြည့်ရှင်းနိုင်ပြီးတော့ Icas ဖျောက်သွားဖို့တကယ်လိုအပ်တာအခုဆိုရင် Chelsea တိုက်စစ်ရတော့ဗျာအခုဒီနေ့ရာသီမှာ total အားဖြင့်သူတို့ ဒါစုစုပေါင်းအားဖြင့်ဒါပရီးမီယာလိမှာဒါဟိုဟိုဘယ်လိုပြောမလဲ16ကိုအတွင်းနဲ့ Chelsea က17ကိုပြန်ပေးရတယ်ဆိုတော့အခု Lolose Sofa ရဆိုရင်ပေါ့ Chelsea ကအခုသူတို့တိုက်စစ်က16ကိုအတွင်းနဲ့ဆိုတော့အခု Lolose အထီဆိုရင်ဒါသူတို့ Arsenal နဲ့ပူးတွဲအများဆုံးဆိုတော့တိုက်စစ်ကတော့ဒါပဲဒါပေမဲ့တိုက်စစ်မူတွေကိုအတွင်းနဲ့အခြေအနေကတော့တော်တော်လေးတော့ဒါဘယ်လိုပြောမလဲသတိထားရမှာဘာလို့လဲဆိုတော့ဒီအဒီမှာ Chelsea တိုက်စစ်ပိုင်းရဲ့ဥဆောင်ကိုအတွင်းနဲ့အများဥဆောင်ကိုအတွင်းနဲ့သူကဘယ်လိုလဲဆိုတော့ WS or Anzo Fernandez နဲ့ Wise Kaiseru defensive midfield player နဲ့ central midfield player နှစ်ယောက်ကဂိုးများဆုံးတွင်းထားတယ်သူတို့ကပြိုင်ပွဲဆုံးမှာ၄ဂိုးတွင်းထားတယ် Kaiseru က Premier League မှာ၃ဂိုး Anzo Fernandez က၃ဂိုး Joao Petru က၃ဂိုးနဲ့ဒါအခု Tyrone George ကအခြားပြိုင်ပွဲတွေမှာအပါအဝင်သူ၃ဂိုးဆိုတော့ Kaiseru နဲ့ Anzo က၄ဂိုးတွင်းပြီးတော့ Joao Petru ရဲ့ Tyrone George ရဲ့ Estevez ရဲ့က၃ဂိုးဒီဒီ ဖက်ထရိုနက်တူရဲ့ခိုးဖားမရဲ့ထရင်ဖချလိုဘောက2ကိုဆိုတော့ခိုးဖားမပြန်လာရင်တော့ဒီထက်မကကိုးတွေပေါ့လေဂျော်ဖက်ထရိုလည်းနည်းနည်းကာဆိုတာကဖားမမရှိလို့ပေါ့လေချက်စီတိုက်စစ်ကနည်းနည်းလေးတော့ဒါဘယ်လိုပြောမလဲဒီဘယ်လိုပြောမလဲဒီအားရစရာအခြေအနေပေါ့လေအခုဂျော်ဖက်ထရိုခိုးပေါက်ပြန်တွေးလိုက်တဲ့အချက်ကအသင်းတို့အများကြီးနောက်တစ်ခုကသူ့ကို pressure ပေးမဲ့ lead ဒီလက်ကနောက်မှာပြန်ရောက်လာဆိုတော့ဒီလက်မရှိတဲ့ချိန်မှာသူနည်းနည်းလေး pressure မရှိဘူးထင်တယ်ဒါအခုလောလောဆယ်နေထားရချက်စီကအခုလောလောဆယ်မှာ space ကို back to back ၅ဘွဲ့ဆက်တိုက်နိုင်တယ် under pressure ပြီးမဲ့ petrol ဒီ petrol နောက်ကဒီလက်ပြန်လာချိန်မှာ draw petrol ဆွမ်းဆောင်ရင်ပြန်ကောင်းပြပြီးတော့ဒါအခုလက်ရှိ draw petrol ရဲ့ဒါ Chelsea တိုက်စစ်နောက်ဒီ Lin Dilek ရဲ့တိုက်စစ်ကဒီရဒီမှာ Anzu Marsca အတွက်နောက်ထပ် attacking ဘက်မှာလိုအပ်လာကျွန်တော်တင်တော့ တော်တော်လေး job to us natural striker ထက်ဆိုင်30ရူးဆိုပူတော်စုဖြစ်သေးတယ်ဒါပေမဲ့ तू တကယ်သာဆိုရင်ဒီ spurs နဲ့ပွဲမှာ तू ရတဲ့ chance ကိုဖြုံးတီးရလို့ဒီတက်မက900တဲ့နော်လေ chelsea ပိတ်သက်တယ်ဘလို့မြင်ကြလဲ chelsea တိုက်စင်ရဲ့ lean dilay ရဲ့ကန်ချမာကျွန်းနံပါတ်9ရဲ့ cast နဲ့ job to ရဲ့ performance ဘလို့မြင်ကြလဲကိုမတ်မှာဝင်ရမှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်